ကုံစည်းနှုံတက်နေတဲ့အချိန်အင်ဂျီယာမဲ့အဖိုးဖွားတွေအတွက်စံတအိတ်ကိုတထောင်နဲ့ရောင်းပေးခဲ့တဲ့နွယ်ပိုးအိမ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီမဆယ်လီအင်ဆိုင်ဒါဘစ်ထနေပြီးတော့ပြန်လည်လို့ချူဆိုပါရယ်နွယ်ပိုးအိမ်အထည်ဆိုင်ကအခြေခံလူရန်းစားတွေဈာထဲမှာဆိုရင်တော့တော်တော်လေးကိုလေးကြားအားကျစရာကောင်းတဲ့ဆိုင်အဖြစ်ကိုအတိမပြုခံထားရတာဖြစ်ပါတယ်အထည်ဆိုင်ဖွင့်ထားပေးမယ်ဈေးရောင်းတာနဲ့မတူဘဲနဲ့အလူပေးသလိုကိုရရောတာဖြစ်ပါတယ် ရေဘိုးအီမီသားစုကသူတို့ရတဲ့အမြင်ငွေတွေတည်းကနေပြီးတော့အလူကိုအလင်းသိရင်သိတယ်လို့ပဲလုံနေတတ်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာဆိုရင်လည်းတစောင်းတိုင်းလာပြည့်ဖြစ်တဲ့အထွက်ကိုအလူအတန်းနေလုပ်ခဲ့ကြပါတယ်။လူအများကအလူလုံးတယ်ဆိုတဲ့နေရာမှာအစင်ပြေတဲ့နေရာမှာသာလှူတတ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ရေဘိုးအိမ်ပိုင်ရှင်ဇနီးမောင်နှံကတော့တကယ်လို့အဲ့တဲ့သူတွေကိုသာလှူပေးခြင်းကြတာဖြစ်ပါတယ်။ နွယ်ပွေးအုံရလူပေးခဲ့တဲ့နေရာတွေကလည်းတကယ့်ကိုလိုအပ်တဲ့နေရာတွေဖြစ်နေခဲ့တာပါသူတို့ဇနီးမောင်နှံတဲ့ယောက်စန်တိတ်စီတပုံးကို ကိုစီမားကြပြီးတော့အင်ဂျီယာမေရီအများဆုံးနေတဲ့နေရာတွေကိုသွားခဲ့ပါတယ်နေစရာအိမ်မရှိသလိုငှားလဲမငှားနိုင်တာမို့ ဝါးလေးတွေထိုးပြီးတော့မိုးကာရီနဲ့ယာရီနဲ့ပက်ပြီးတော့နေရတဲ့နေရာတွေရှိကြပါတယ်။မိုးမလုံးလေးမလုံးပေမဲ့လောကရန်ကိုကြမ်းကြမ်းခံနေရတာဖြစ်ပါတယ်။အဲ့ဒီနေရာတွေကိုຫນွေဘိုးအိမ်ကတေချာရှာထားပြီးတော့အဖိုးအဖွားတွေနေတဲ့အိမ်ကိုရွေးပြီးတော့မှ သွားပြီးတော့လူခဲ့ပါတယ်။စန်တအိမ်နဲ့စီတဘုံကိုတည်သွားပြီးတော့ပစ္စည်းလာဖို့ခိုင်းနေဆိုပြီးတော့သွားဖို့ခဲ့တာဖြစ်ပါတယ်။ပစ္စည်းလာဖို့ပေးတယ်ဆိုတာကြောင့်အဖိုးအဖွားတွေကအရန်ကိုအာအသင့်သွားပါတယ်။စန်နဲ့စီကိုပတ်စံရှင်းပေးဖို့ပြောတဲ့အချိန်မှာထ ိလန့်သူကလည်းထိလန့်ကုန်ကြတာဖြစ်ပါတယ်။သူတို့မှာငွေရှင်ပေးဖို့ပတ်စံဆိုတာမရှိသလိုစံတအိတ်ဝယ်စားဘူးတယ်မျိုးဆိုတာမျိုးလည်းမရှိတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့အထိတ်တလန့်တွေဖြစ်ကုန်ရသလိုပြာရခက်ကုန်တာဖြစ်ပါတယ်။ Reboin Pension တွေကစံတဲ့စီအတွက် voucher တွေပါပေးကြပါတယ်။ ။ဗောင်ချာထဲမှာဆန်နဲ့စီနှမျိုးလုံးပေါ်မှာတထောင်သာပေးရမယ်ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်။ငွေတထောင်လို့ကြားလိုက်တာနဲ့အမြန်ဆုံးကိုဝယ်ယူကြပါတော့တယ်။ဆန်တအိနဲ့စီတပုံးကိုမှတထောင်ပဲပေးရမယ်ဆိုတာကြောင့်အရန်ကိုပျော်ရွှင်သွားတာဖြစ်ပါတယ်။ဒါတောင်မှအဖွားတယောက်ဆိုရင်တော့တထောင်ပေးဖို့တောင်မှပတ်သက်မရှိပါဘူး။တထောင်တောင်မတက်နိုင်တဲ့ဘဝဖြစ်တာမို့အဖွားကအားငယ်နေရတာဖြစ်ပါတယ်။ရွယ်ပိုးအိမ်တော့ကတထောင်ပေးဖို့မရှိတဲ့အဖွားကိုသူ့အိမ်မှာရှိတဲ့ရေခွက်လေးနဲ့ဆန် န်နဲ့စီကိုလဲပေးခဲ့ကြပါတယ်။အင်ဂျီယာမဲအဖိုးအဖွားတွေကိုအခုလိုလူပေးတဲ့အတွက်သူတို့မှလည်းအရန်ကိုပျော်ရွှင်နေရတာဖြစ်ပါတယ်။ အဖိုးအဖွားတွေကစားစရာတောင်မရှိတဲ့ဘဝအခြေအနေကိုရှင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ရွယ်ဘိုးအိမ်တို့လူပီးတဲ့စံတအိမ်နဲ့စီတဘုံကသူတို့အတွက်တကယ်ကိုပဲတံမိုးမဖြစ်နိုင်တဲ့ပမာဏလည်းဖြစ်ပါတယ်။သူတို့ဓာရီကိုသူတို့အနေနဲ့ဝယ်စားမယ်ဆိုရင်တော့မဝယ်နိုင်တဲ့ပမာဏတစ်ခုဖြစ်ပါတယ်။အခုလိုလူပီးမှသာစားသုံးနိုင်တဲ့အတွက်အရန်ကိုပဲပျော်ရွှင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လာပြညမှာပန်းတကူပြစ်တာထက် အခုလိုလေးလုပ်ပေးတာကပို့ပြီးတော့ပဲထိရောက်တာဖြစ်ပါတယ်။ ်ပန်းတကူပြတဲ့နေရာမှာလမ်းမမှာငွေချိန်းတာမျိုးကအဆင်မပြေတဲ့အတွက်အခုလိုလူပေးကြဖို့တိုက်တွန်းထားတာလည်းဖြစ်ပါတယ်ရဘိုအင်နိုမီတာဆိုတာအလူတန်းလုပ်တဲ့နေရာမှာစိတ်ကူးစိတ်တန်းလည်းတော်တော်လေးကိုကောင်းကြပါရဲ့အခုဆိုရင်အဖိုးဖွားတွေလည်းဒီအတိုင်းလူပေးမယ်ဆိုရင်တော့တင်ငယ်စိတ်တွေဖြစ်စီတာမို့ကိုရိုင်းဝယ်စားနိုင်တဲ့စရဲပုံစံမျိုးဖြစ်အောင်လို့လူပေးခဲ့တာလည်းဖြစ်ပါရဲ့ ဒါအပြင်နေပူမိုးရွာထဲမှာလောက်ကင်စားတောက်နေရတဲ့ပစ္စည်းပို့သမားတွေကိုဆိုရင်လေရေပိုးအိမ်တို့ကသူဆိုင်ကိုပစ္စည်းတွေလာပို့ခိုင်းပြီးတော့သူဆိုင်မှာရောင်းတဲ့ပစ္စည်းတွေကိုလက်ဆောင်တွေပြန်ပေးပြီးတော့ပြောင်းအောင်လုပ်ပေးရဖြစ်ပါတယ်။လူတဲ့နေရာမှာတစ်ဖက်သားကိုအပေါ်စီကနေမလူပဲနဲ့အသေးစိတ်တွေးပေးပြီးတော့လူပေးတဲ့စိတ်ကူးတွေကိုလူအများကနေပြီးတော့ချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ အလူအဒံနဲ့ပတ်သက်လာတယ်ဆိုရင်တော့လက်မနေသလိုမျိုးဘလူဘလူမျိုးလူပေးရမလဲဆိုတာကိုစဉ်းစားနေတဲ့တဲ့ရေပိုးအိမ်တို့မိသားစုအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်ဗီဒီယိုလေးအဆုံးနည်းလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများ යි တင်ပါတယ်ရှင်